ကနေဒါဟာထရန့်ရဲ့ဂုံသွေးစစ်ပွဲမှာ သူရဲ့ကိုပိုင်အကောက်ခွန်လေးနဲ့ပြန်ကျုံပြန်နေပါတယ်။ Trend ကကဘာတဝမ်းကို စတင်လိုက်တဲ့ဒီစစ်ပွဲမှာကနေဒါကိုစီးပွားရေးအရ52ခုမြောက်ပြည်နယ်အဖြစ်ထားရှိမယ်ဆိုရင်ပိုကောင်းမယ်လို့ထက်ခါထက်ခါပြောနေတာကို ကနေဒါကဂျာကရှူတာပဲလို့ပြန်ပြောလိုက်ပါတယ်။ဝင်ကြီးချုပ်မာခါနေကကာဝေးဝင်ကြီးဌာနကို American နဲ့လက်မှတ်ရေးထိုးထားတဲ့ F35 တိုက်လေယာဉ်ဒေါ်လာ13.2 billion စာချုပ်ကိုပြန်လည်သုံးသပ်ဖို့ညွှန်ကြား ိုက်တာလည်းဖြစ်ပါရယ်ကနေဒါက American သမ္မတဂျော်နီထရန့်ရဲ့အကောက်ခွန်လောက်ရက်တွေမြောက်အမေရိကလှုပ်လှဲ့သောကုန်သွယ်ရေးသဘောတူညီချက် NAFTA နောက်ပိုင်းကုန်သွယ်ဖိအားတွေစွန့်အင်အငင်းဖွာမှုတွေကိုစိတ်ကုံနေပါပြီအခုဆိုရင် လုံးဝကွဲပြားတဲ့အခြေအနေတစ်ခုကိုရောက်ရှိလာပါပြီကနေဒါကဒေါ်လာ73ဘီလီယံတန်နဲ့ F35 တိုက်လေယာဉ်စာချုပ်ကိုဆိုင်းငံ့ဖို့ပြင်ဆင်နေပါတယ်ဒါဟာဝါရှင်တန်ရဲ့ Outwar ကြားကအတင်းမှမှုတွေကိုထက်မှန်ဖြစ်ပေါ်စေပါတယ်ဒါပေမဲ့ကနေဒါဘာကြောင့်ဒီလိုကြီးမားတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ရတာလဲ ဥရောပဘက်ကိုလှည့်လိုက်တာကဘာလို့ဆိုလိုတာလဲဆိုတာကိုပြောပြသွားပါမယ်။ကနေဒါက Trump အစိုးရရဲ့ကုန်သွယ်ရေးမူဝါဒတွေကြောင့်ထိတဲ့ရင်ဆိုင်နေရပါတယ်။ဂျာမနီနဲ့အလူမီနီယံအကောက်ခွန်တွေကနိုင်ငံရဲ့အခိုင်အမာဆုံးတင်ပို့ကုန်တွေကိုထိခိုက်စေခဲ့ပါတယ်။ပြီးတော့ train ရဲ့အစ်စ်ထွက်ပေါ်လာတဲ့ပြောဆိုမှုတွေကလုံထွက်ပစ္စည်းတွေကနေတတော်ထွက်ပစ္စည်းတွေအထိအရာအလုံးကိုအငင်းပွားစေခဲ့ပါတယ်။ဒါရင်းနဲ့တင်မလုံလောက်သေးသလိုအခုဆိုရင် မရိကန်နဲ့ကနေဒါကြားကာကွယ်ပူးပေါင်းဆောင်ရွက်မှုတွေကိုပါအကြောင်းထားနေပါပြီ။ကနေဒါဟာကာကွယ်ဝင်ကြီးဌာနဟာမရိကန်က F-35 Lightning II တိုက်လေယာဉ်88စီးကိုဝယ်ယူဖို့အစီအစဉ်ရှိခဲ့ပေမဲ့အခုဆိုရင်ဒီစာချုပ်ရဲ့ကံကြမ္မာကမတိကျဖြစ်နေပါတယ်။ Tran ရဲ့အကောက်ခုံမူဝါဒမှာနောက်ပြန်မဆုတ်ဘူးဆိုတဲ့သဘောထားက F-35 စီမံကိန်းကိုထိခိုက်စေနေပါတယ်။ကနေဒါအရာရှိတွေကတော့အော်ဘတ်ထုတ်တိုက်လေယာဉ်တွေကိုပြောင်းလဲသုံးစွဲဖို့အကြ င်းခင်ရဆွေးနွေးခဲ့တဲ့အကြောင်းကပိုပြီးတော့လေးနေနေနဲ့ဖြစ်လာနေရလို့ဆိုပါတယ်။ဒါဟာကနေဒါဟာအက်တလန်တိတ်မဟာမိတ်အဖွဲ့ရီမှာတောင်းမတူညီတဲ့လမ်းကြောင်းရှောင်လန်းနိုင်တယ်လို့ဆိုလိုပါတယ်။2025ခုနှစ်မတ်လ10ရက်နေ့မှာကနေဒါဝန်ကြီးချုပ်မတ်ခါနယ်ကတရားဝင်ထုတ်ပြန်ချက်မှာကျွန်တော်တို့နိုင်ငံရဲ့ဗျူဟာမြောက်အကျိုးစီးပွားကိုတစ်ဖက်သက်ဖိအားရဓမ္မမဟုတ်ချင်းချောင်းမှုတွေနဲ့ပုံသွင်းလိုက်မယ်လို့ဘယ်တော့မှမမျှော်လင့်ပါဘူး။ဒီတိုက်ပွဲကိုကျွန်တော်တို့မတောင်းဆိုခဲ့ပါဘူး။ဒီတိုက်ပွဲကိုကျွန်တော်တို့မတောင်းဆို ိုခဲ့ပါဘူးဆိုပြီးတော့ပြောခဲ့တာဖြစ်ပါတယ်။ဒီစကလုံးတွေက F35 စီမံကိန်းရဲ့အနာဂတ်ကိုစောင့်ကြည့်နေသူတွေအတွက်ပြင်းထန်တဲ့အချက်ပြမှုတစ်ခုလို့အတိအပယ်ကောက်ယူခံခဲ့ရပါတယ်။ကာနီရဲ့ထုတ်ပြန်ချက်အပြီးမှာဝါရှင်တန်အုပ်ချုပ်ရေးဘက်ကတိုက်ရိုက်တုံ့ပြန်မှုမရှိသေးပေမဲ့ American အရင်းမြစ်တချို့ကတော့ကနေဒါကနောက်မဆုတ်ဘူးဆိုရင်မတူညီတဲ့တန်ခတ်မှုတွေစီစဉ်နေတယ်ဆိုတော့ကောလဟာလာတွေပြန့်နှံ့လာပါတယ်။ ဝင်ကြီးချုပ်ခါရီကဗဟိုဘဏ်အုပ်ချုပ်ရေးမူဟောင်းတဦးနေနဲ့စီးပွားရေးဒေတာတွေကိုတေချာစွာသုံးသပ်တတ်သူအဖြစ်လူသိများပါတယ်။ F35 လို့ကြီးမားတဲ့ကာကွယ်ရေးစီမံကိန်းတစ်ခုကိုရပ်ဆိုင်းလိုက်ရင်ကုန်ကြစည်မြန်မာမှာ ဖြစ်ပေမဲ့ခါရီက DNDA ကိုရင်ဆိုင်ဖို့စိတ်ပိုင်းဖြတ်ထားတဲ့ဆိုတဲ့လက္ခဏာတွေရှိနေပါတယ်။ 2025ခုနှစ်ဘက်လ12ရက်နေ့မှာကနေဒါကာကွယ်ဝင်ကြီးဌာနအဆောက်အဦမှကျင်းပခဲ့တဲ့အစည်းအဝေးတစ်ခုမှာကာနီယာတချို့သောအမခံချက်တွေမပေးဘူးဆိုရင်ဒီစီမံကိန်းအနေနှုတ်ထွက်ဖို့မလွဲမသွေလိုအပ်တယ်လို့သဘောထုတ်ခဲ့ရလို့သိရပါတယ် After war Lockheed Martin ရဲ့ Canada Dollar 19 billion American Dollar 73.2 billion တန်နဲ့ပြင်စမမျိုးဆက်တိုက်လျင်ဝယ်ယူမှုအစားတခြားရွေးချယ်စရာတွေကိုစဉ်းစားနေပါတယ်။ကာကွယ်ရေးဝန်ကြီး Bill Miller ကဝန်ကြီးချုပ် Mark Carney ရဲ့ပြန်လည်ခန့်အပ်ခံရပြီးတဲ့နောက်နိုင်ပိုင်းအတွင်းမှာပဲ Lockheed Martin က သူတို့ရဲ့ Royal Canadian Air Force နဲ့ပူးပေါင်းဆောင်ရွက်မှုကိုတံပိုးထားကြောင်းဒါပေမဲ့ F35 ဝယ်ယူမှုနဲ့ပတ်သက်တဲ့မေးခွန်းတွေကို American နဲ့ Canada အစိုးရတွေကကင်တွယ်ဖြေရှင်းသင့်တယ်လို့စနေနေ့မှာပြောကြားခဲ့ပါတယ်။ဒါပေမဲ့ Blake ရဲ့ပြောကြားချက်တွေအရ F35 တွေရဲ့ပထမအတုပ်ကိုလက်ခံနိုင်ပေမဲ့ဂျန်နယ်လီယန်တွေကိုတော့ Sweden ထုတ် South ်ကရီဖန်လိုဥရောပထုတ်လေရင်တွေနဲ့အစားထိုးနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လေတက်ဘက်ကတော့မတူညီတဲ့အတင်းနှန်းစနစ်တွေခွဲထားတဲ့လေရင်ခွင်းတွေအခြေခံအဆောက်အဦတွေနဲ့မတူညီတဲ့ထောက်ပံ့ရေးလိုင်းတွေလိုအပ်မှာဖြစ်တဲ့အတွက်တိုင်းလေရင်ရောနှောသုံးဆွဲတာကိုကြံမြင့်စွာကလေးကနေပြီးတော့ကန့်ကွက်ခဲ့ရလဲဖြစ်ပါတယ်။ ကနေဒါကာကွယ်ဝင်ကြီးဘယ်ဘလာကကနေဒါဟာ American Tow F35 လျော်ဝက်တိုင်းလေယာဉ်အစားတခြားရွေးချယ်စရာတွေကိုရှာဖွေနေပြီးပြန်ပက်လေယာဉ်ထုတ်လုပ်သူတွေနဲ့ဆွေးနွေးမှုတွေလုပ်မယ်လို့ဆိုပါတယ်။ဒါဟာလက်နက်စီမံကိန်းတစ်ခုလို့ထင်ရပေမဲ့အောက်ခြေမှာတော့ မြောက်အမေရိကမှာအင်အားချိန်ခွင်ရှာတဲ့ကနေဒါရဲ့ကိုပိုင်အကျိုးစီးပွားကိုကာကွယ်ဖို့ဂျိုးပန်းမှုတွေပါပူပေါင်းဆောင်ရွက်မှုတွေဟာအပြန်အလှန်ယုံကြည်မှုနဲ့လေးစားမှုပေါ်မှာအခြေခံမှသာအထိပယ်ရှိပါတယ်လို့ခါနေက2025ခုနှစ်မတ်လ10ရက်နေ့ကထုတ်ပြန်ချက်မှာဘယ်ရီကန်ဘက်ကိုတွေ့ဝိုက်ပြီးတော့ဝေဖန်ရင်းပြောခဲ့ပါတယ်ကုန်သွယ်ရေးအငင်းပွားမှုတွေအကောက်ခွန်နေတဲ့ဗျူဟာမြောက်လုံရက်တွေကြောင့်ကနေဒါရဲ့အမေရိကန်အပေါ်မကျေနပ်မှုတွေကအကြသေးခင်နှစ်တွေအတွင်းတဖြည်းဖြည်းတိုးပွားလာခဲ့ပါတယ် F35 စီမံကိန်းအပေါ်ဒီမကျေနပ်မှုတွေစုပုံလာတာကဒင်းမမှုတွေဖြစ်လာဖို့မလွဲမသွေဖြစ်နေကြောင်းသက်သေပြနေပါတယ်။ American သတင်းလိုက်တချို့ကတော့ F35 မရှိဘဲကနေဒါရဲ့စီးရေးစွမ်းဆောင်ရည်ကဈေးမရေအားနည်းချက်ဖြစ်လာနိုင်တယ်လို့အမှတ်ချက်ပြုထားပါတယ်။ဒါပေမဲ့ Outwar အုပ်ချုပ်ရေးနဲ့နှိစက်သူတချို့ကတော့ ဒီစီမံကိန်းအတွက်နှစ်ပေါင်းများစွာထည့်သွင်းခဲ့တဲ့အရင်းအမြစ်တွေကိုအလဟသမဖြစ်စေရဘူး။ဥရောပထုတ်အစားထိုးပစ္စည်းတွေဒါမှမဟုတ်ကိုပိုင်ကာကွယ်လုပ်ငန်းတွေနဲ့ရှေ့ဆက်သွားနိုင်တယ်လို့ပြောပါတယ်။ခန်းနေအစိုးရကဒီကိစ္စနဲ့ပတ်သက်ပြီးလူထုကိုဗျူဟာရှင်းရှင်းလင်းလင်းမပြောဘဲနေတာကြောင့်ပြည်ဝက်အစီအစဉ်တစ်ခုရှိနေသလားဆိုတဲ့မေးခွန်းတွေကပေါ်လာပါတယ်။ ဝင်ကြီးချုပ်ခါနေကသူထုတ်ပြန်ချက်တွေမှာမကြာခဏပြောလို့ရှိတဲ့အချုပ်အခြာအာဏာနဲ့ကိုပိုင်ပြဌာန်းခွင့်ဆိုတဲ့အယူဆတွေဟာကနေဒါဟာဒီတခါတော့မျက်နှာမလိုက်တော့ဘူးဆိုတဲ့လက္ခဏာတွေလို့အတိအပယ်ကောက်ယူကြပါတယ်။ဝင်ကြီးချုပ်ယုံကနေထုတ်ဖော်ပြောဆိုချက်တွေအရအမေရိကန်ကအကောက်ခွန်နဲ့တခြားစီးပွားရေးကန့်သတ်မှုတွေမှာညှို့လင့်ထားတဲ့အဆင့်တွေမလုပ်ဘူးဆိုရင် Outwar F35 စီမံကိန်းကိုဖျက်သိမ်းတာထက်ပိုပြီးတော့အမေရိကန်နဲ့လမ်းခွဲပြီးလွတ်လွတ်လပ်လပ်လှုပ်ဆောင်ဖို့ပြင်ဆင်နေရလို့ဆိုပါတယ်။ ီနေရာမှာဥရောပနဲ့ဆက်လက်လှုပ်ဆောင်နေတဲ့ညှိနှိုင်းမှုတွေကအရေးပါလာပါတယ်။2025ခုနှစ်မတ်လ9ရက်နေ့မှာကနေဒါနိုင်ငံသားဟိဝင်ကြီးကအက်တလန်တိတ်ဖက်ကန်ကမိဖတ်တွေနဲ့ဖူးပေါင်းဆောင်ရွက်ဖို့အခွင့်အလမ်းသစ်တွေကိုဆွေးနွေးနေပါတယ်လို့တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ပရောဘကာကွယ်ရေးကုမ္ပဏီတချို့နဲ့အစိုးရကိုယ်စားလှယ်တွေနဲ့တက္ကသိုလ်ဆွေးနွေးမှုတွေမှာ F35 အစားထိုးဖို့နောက်မျိုးဆက်လျင်တွေနဲ့ပေါင်းဆက်ကာကွယ်ရေးစနစ်တွေကိုဆွေးနွေးနေရလို့သိရပါတယ်။ ဒီဆက်သွယ်မှုတွေရဲ့အတိုင်းအတာကိုမပြောသေးပေမဲ့ ကနေဒါဟာအမေရိကန်အပေါ်မကျေနပ်မှုကိုလက်တွေ့ခြေလှမ်းနေအဖြစ်ပြောင်းလဲဖို့စူးစမ်းနေရဆိုတာသိတာပါတယ်။ Trump နဲ့နှိစက်တဲ့ American Senate တချို့ကတော့ကနေဒါရဲ့စီးပွားရေးအကျိုးစီးပွားဟာ American ဈေးကွက်အပေါ်မိခုံနေရတယ်။ဒါကြောင့် Ottawa ကမလိုအပ်တဲ့စွန့်စားမှုတစ်ခုတည်းဆွဲသွင်းခံရတယ်လို့ပြောပါတယ်။ခံနေအစိုးရရဲ့ထုံးပြမှုကလည်းမနှေးပါဘူး။2025ခုနှစ်မတ်လ9ရက်နေ့မှာကာကွယ်ဝင်ကြီးဌာနကကနေဒါစီးပွားရေးဟာစုံလင်ပြီးခိုင်မာတဲ့ဗန်နာရေးအခြေခံတွေ အပေါ်မှာတိဆောက်ထားတဲ့အချို့ချာအာဏာနဲ့လွတ်လပ်ရေးဆိုတဲ့အချက်တွေကိုထည့်သွင်းဖော်ပြထားတဲ့သတင်းထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ဒီတုံးပြမှုကအောက်တွားက F35 စီမံကိန်းဖြစ်သိမ်းတဲ့ဖြစ်စဉ်မှာနောက်ပြမဆိုးဖို့ရည်ရွယ်ထားရဆိုတာပြသနေပါတယ်။ F35 စီမံကိန်းကနေခွဲထွက်ပြီးကနေဒါကကိုပိုင်လုံးနိုင်တဲ့ဒါမှမဟုတ်ဥရောပမိတ်ဖက်တီနဲ့အတူလုံဆောင်နိုင်တဲ့စိုက်ဘာလုံခြုံရေးနဲ့ AI အခြေခံကာကွယ်စနစ်တွေကိုပါဆွေးနွေးနေပါတယ်။2025ခုနှစ်မတ်လ6ရက်နေ့မှာကနေဒါရဲ့အနာဂတ်ကာကွယ်ပြူဟာဆရိတ်ခေါင်းစဉ်နဲ့အစီရင်ခံစာတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အမှန်တော့ဥရောပကလည်း Trend အုပ်ချုပ်ရေးနဲ့ဒင်းမာမှုတွေ အများကြီးရှိခဲ့ပါတယ်။အမေရိကန်နဲ့တဟဆာတာမဖြစ်ရင်ဘာကြောင့်ဥရောပနဲ့စနီးပညာမှာပူးပေါင်းဆောင်ရွက်မှုမလုပ်ရမှာလဲလို့ကနေဒါအရာရှိတွေကတွေးနေကြပါတယ်။ဒါပေမဲ့ဒါဟာလက်တွေ့မှာခက်ခဲတဲ့ကုပြောင်းမှုတစ်ခုဖြစ်လာနိုင်ပါတယ်။ F35 project တွေကိုပေါင်းစည်းဖို့ကလည်းမလွယ်ကူခဲ့ပါဘူး။ဒါပေမဲ့အနည်းဆုံးတော့အမေရိကန်နဲ့ကနေဒါကြားထောက်ပံ့ရေးလိုင်းတစ်ခုရှိခဲ့ပါတယ်။ Eurofighter တော့မှမဟုတ် Ruffle ကိုရွေးချယ်မယ်ဆိုရင်တော့လေရင်မူးလေ့ကျင့်ရေးအပိုပျက်စီးတွေပြုပြင်ထိန်းသိမ်းရေးအခြေရအဆောက်အဦတွေစတာတွေအတွက်ဈေးမရရင်းနှီးမြှုပ်နှံမှုတွေလိုအပ်လာနိုင်ပါတယ်။ဂျယ်ရီကိုဥရောပကိုဥတီလုံဆောင်ရမှာပါ။ဒါပေမဲ့ကနေဒါဟာဒီအပိုအခကိုပေးချင်နေနိုင်ပါတယ်။အထူးသဖြင့်ဒီလိုလုပ်ရင် train ရဲ့ဘူဝါရတွေကို အမြင်ခံရတာထက်ပိုကောင်းတယ်လို့ယူဆရင်ပေါ့။စီးပွားရေးဘက်မှာတော့ American နဲ့ဆက်ဆံရေးပြပြားမှာကိုစိုးရိမ်နေတဲ့ဈေးမရကုမ္ပဏီတွေနဲ့ lobby တွေက ော့တတဝါကိုဟန်ချက်ညီဖြည့်ရှင်ချက်ရှာဖို့အတွက်ကိုတောင်းဆိုနေတာဖြစ်ပါတယ်။ဒါပေမဲ့ခန်းရီကနိုင်ငံရေးအရာအရေးကြီးတဲ့ကိစ္စတွေမှာစီးပွားရေးမိခုံမှုကိုအကြောင်းပြပြီးတော့ရှော့ဖို့လို့မရဘူးလို့ပြောကြခဲ့ပါတယ်။2025မန်ရှလာ9ရက်မှာအကြီးအကဲအရှိတူကကာဘွေရင်းနဲ့နိုင်ငံဆိုင်မူဝါဒတွေကိုကာလာတို့အမျက်တွက်ချက်မှုတွေထက်ပိုပြီးတော့အရေးပါတဲ့အခြေခံပေါ်မှာဆွေးနွေးရမယ်လို့ပြောကြားခဲ့ပါတယ်။ဒီချင်းကမှုကခန်းရီအစိုးရဟာ အရာရာလုံးဝမတူညီတဲ့အမြင်ကနေကြီးနေတယ်လို့ဖော်ပြနေပါတယ်။ခါနေအစိုးရကနေပေါ့ကြားတဲ့သတင်းတွေအရ F35 ကိုဆွန့်လွတ်လိုက်ရင်အထူးသဖြင့်လေကြောင်းလုပ်ငန်းမှာကိုပိုင်ပညာရှင်တွေထွက်မသွားအောင်ကာကွယ်ဖို့ project တွေဖန်တီးဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ Canada engineer တွေဟာ project အသစ်တွေမှာပါဝင်ဖို့ထောက်ခံမှုတောင်းနေကြပါတယ်။ဒီ project တွေကဥရောပအကြမ်းမဟုတ်အာရှကနေယင်းနှမြုံနယ်မှုတွေဆွဲဆောင်နိုင်မလားဆိုတာမသိကြပါဘူး။ဒါပေမဲ့ခါနေကကိုပိုင်အမျိုးသားလေးချောင်းလုပ်ငန်းတစ်ခုဖန်တီးဖို့ရှီမန်းချက်ကိုဖော်ပြခဲ့တာကြောင့် F35 project ကိုဖျက်သိမ်းတာဟာဒီမမှုတွေကိုတွန်းပြန်တာချက်ပို့ပြီးတော့ကြီးမားတဲ့နိုင်ငံရေးအစီအစဉ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နိုင်တယ်လို့ဆိုလိုပါတယ်။ ဒီအမေရိကန်ရဲ့ပုံမတင်မာလာမှုကအတိတ်ဒေသမှာဟန်ချင်းညီမှုကိုဘယ်လိုတက်ရောက်မလဲဆိုတာစောင့်ကြည့်ရအောင်ပါပါရေခဲကြောင်တွေအရှိပြော်လာပြီးပင်လယ်လမ်းကြောင်းအစ်စ်တွေပွင့်လာတာကြောင့်ဒီဒေသဟာကြီးမားတဲ့နိုင်ငံတွေကြားပြည်ဆိုင်မှုတွေဖြစ်ပေါ်လာတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်ကနေဒါဟာဒါဟာသူတို့ရဲ့နေမြေတဘောင်ကထိုးချဲ့မှုလို့ဆိုပြီးတော့အမေရိကန်ကတော့နိုင်ငံတကာလမ်းကြောင်းပေါ်မှာအတူတကလှုံ့ဆော်တင်နေလို့ငင်းခုန်နေပါတယ်ဒီငင်းပွားမှုကဒီနေ့တဲ့အစ်စ်မှာတဘောနာကွဲလွဲမှုတွေကိုဖြစ်နေစေပါ ါတယ် F35 project ကိုဖြတ်သိမ်းလိုက်ကြလို့နာမည်ကြီးရဲ့ကြီးမားတဲ့လှုပ်ဆောင်ချက်ဟာမြောက်ပိုင်းမှာပူးပေါင်းဆောင်ရွက်မှုလို့ခေါ်တဲ့ project တွေကိုပါထိခိုက်စေနိုင်ပါတယ်ကနေဒါက F35 project ကနေနှုတ်ထွက်ရင်တောင် American ရဲ့စီးရေးအခြေစိုက်စခန်းတွေကဒီဒေသမှာဆက်လက်ရှိနေမှာပါပြဿနာတွေပိုကြီးလာရင် ကနေဒါဟာအများဆုံးနဲ့နာမှာပါတချို့ကတော့ခါနေအစိုးရဟာ American နဲ့တအားစာရဖြစ်ကြပါစို့ဒါပေမဲ့ကိုပိုင်ဂျုံစီဘောကိုမစွန့်လွတ်ကြပါနဲ့ဆိုတဲ့ဆောင်ပုဒ်ကို ကျင့်သုံးနေရလို့ဆိုပါတယ်အမြင်တွေအရကနေဒါသားတွေအများစုကလောလတဲ့ကာကွယ်မှုဝါရကိုထောက်ခံကြပေမဲ့အမေရိကန်ရဲ့ကုန်သွယ်ရေးဆက်ဆံရေးပြတ်ကျောက်သွားမှာကိုစိုးရိမ်နေကြပါတယ်ဒီအချက်တည်းပေါ်မှာခန်းလေးအစိုးရကစင်ကြင်နေပါတယ်သူတို့ကလလရေးကိုအလေးပေးတဲ့စကလုံးတွေကိုအားကောင်းလာစေပြီးဆက်စံရေးအားလုံးကိုဖျက်ချောင်းလိုက်တယ်ဆိုတဲ့ဇလန်းကိုရှောင်ရှားနေပါတယ်။ဒါမှပြည်သူတွေစိုးရိမ်မှုမဖြစ်အောင်လုပ်နေတာပါ။ဒီရှုပ်ထွေးတဲ့ဟန်ချက်ညီမှုက F35 ပြဿနာဟာဒီသည့်အချိန်မဆို အသက်တမျိုးဖြစ်လာနိုင်တယ်လို့ဖော်ပြနေပါတယ်။သတင်းမီဒီယာတွေရောဥရောပနိုင်ငံတွေနဲ့ကာကွယ်ရေးသဘောတူညီချက်ပုံစံကျမ်းတွေကိုလှုပ်ဆောင်နေပါတယ်။ပြင်သစ်နဲ့ဂျာမနီကုမ္ပဏီတွေကိုမကြာခဏဖော်ပြပေးမယ်။ကနေဒါကဘယ်ကုမ္ပဏီတွေနဲ့ဘလို့သဘောတူညီချက်တွေလုပ်မလဲဆိုတာကြေညာထားခြင်းမရှိသေးပါဘူး။2025မတ်လ9ရက်မှာ နိုင်ငံဂျာဟီဝင်ကြီးက ျွန်တော်တို့ရဲ့ကာဝေးလိုအပ်ချက်တွေကိုဘုံမျောမှန်ချက်တစ်ခုရဲ့ပေါင်းအတွင်းမှာဖြည့်ရှင်းသွားမယ်လို့ပြောကြားခဲ့ပါတယ်။ဒီမရေရာမှုကအမေရိကန်မှာကနေဒါကအော်ရောပါမိတ်ဆွေတွေနဲ့ပေါင်းပြီးတော့ဒုက္ခရောက်နေတယ်လို့မြင်စေပါတယ်။ခဏရဲ့ရှေးဟောင်းကဘာရဲ့စီးမြင်တွေဟာအခုအချိန်မှာအလုံးမဖြစ်တော့ဘူးဆိုတဲ့ပြောဆိုချက်ကဒီအချိန်တွေဟာသဘောတူညီချက်တစ်ခုကိုဖျက်သိမ်းတာအထက်ပိုကြီးရလို့ဖော်ပြနေပါတယ်။ကမ္ဘာနေရအသီးသီးမှာအာနာအစ်တီပေါ်ထွန်းလာတာနဲ့အမျှကနေဒါကဒီကစားပွဲမှာသူ့နေရာနေသူရှာနေပါတယ်။ အမေရိကန်ကိုအကြီးမားဆုံးစီးရင်နဲ့စီးပွားရေးအာဏာအဖြစ်မြင်နေပေမဲ့ထရန့်ရဲ့ဖိအားပေးမှုတွေကအနေကမဟာမိတ်တွေကိုတောင်တခြားရွေးချယ်စရာတွေရှာဖို့တွန်းအားပေးနေပါတယ်။ကနေဒါရဲ့အလို့ဆောင်ချက်တွေကဒေလန်ဂျောင်းရဲ့လက်တွေ့ဥပမာတစ်ခုလိုမြင်နေကြပါတယ်။ထရန့်ကကနေဒါက F35 သဘောတူညီချက်ကိုဖျက်သိမ်းလိုက်တဲ့သတင်းကိုကြားရင်ဘလို့တုံ့ပြန်မလဲ။သူဟာပြင်းထန်စွာတုံ့ပြန်ဖို့များပါတယ်။ လူမှုမီဒီယာပေါ်မှာကနေဒါကဂျာအိုလုံးရင်တန်ခဲမှုတွေပြင်းထန်လိမ့်မယ်။သူတို့ပြန်ပေးဆက်ရလိမ့်မယ်ဆိုတဲ့ပြောဆိုချက်တွေကိုမျှော်လင့်နိုင်ပါတယ်။ American ပြည်တော်စုမှာကာကွယ်ရေးလုပ်ငန်းအတိုင်းဝိုင်းတွေက ပြောနေကြတာကကနေဒါကမဝယ်ဘူးဆိုရင်ကျွန်တော်တို့အတွက်အစ်စ်ဝယ်ယူသူတွေရှာဖွေပြီး F35 ဈေးကွက်မှာပြဿနာမရှိဘူးလို့ပြောနေကြပါတယ်။ဒါပေမဲ့ American ကာကွယ်ရေးကုမ္ပဏီတွေအနေနဲ့ကနေဒါလိုချမ်းသာပြီးနီးစတဲ့ဝယ်ယူသူကိုဆုံးရှုံးရတာကိုပေါ်ပေါ်ဆဆမတွေးကြပါဘူး။ဒေါ်လာဘီလီယံချီတဲ့စာချုပ်တွေက Lockheed Martin ကုမ္ပဏီအတွက်အရေးပါနေပါတယ်။ ကျွန်တော်တို့အလုံးမင်းအားသိနေရပါတယ်ဆိုတဲ့ထုတ်ပြန်ချက်တွေလည်းထွက်ပေါ်လာနိုင်ပါတယ်။ဒါအပြင်ကနေဒါကဥရောပကလေယာဉ်တွေဘက်ကိုဦးတည်သွားဖို့စီစဉ်နေတာကလည်း Atlantic စီးပွားရေးဟန်ချက်ညီမှုကို ထိခိုက်စေနိုင်ပါတယ်။ American စီးနိုင်တွေကကနေဒါကဒီလိုလုပ်ရင်သူတို့ကိုကုန်သွယ်ရေးလုပ်ဖို့ကံပတ်မှာအခွင့်အရေးမပေးချစိုးလို့ပြောကောင်းပြောကြမယ်။အကယ်လို့ဒီကိစ္စကကုန်သွယ်ရေးစစ်ပွဲကိုပိုဆိုးလာစေရင်အခွင့်အရေးမြင့်ချစိုးတမနည်းတွေကိုအပြစ်ပေးချစိုးစတဲ့အဆုံးဖြတ်ချက်တွေချမှတ်လာနိုင်ပါတယ်။ဒါကအစင်းစင်ပို ဆိုးလာပြီးတန်တမန်ရေးအရအရေးပေါ်အခြေအနေတစ်ခုဖြစ်လာနိုင်ပါတယ်။ ကနေဒါမှာလူထုထောက်ခံမှုနဲ့နိုင်ငံရေးနောက်ခံကဘလို့ရှိလဲဆိုတော့ကနေဒါမှာလူထုချင်းမြင်ချက်စစ်တမ်းဤအရာလူအများစုကကျွန်တော်တို့ကထရမ်ရဲ့ရန်လိုတဲ့သဘောထားကိုပို့ပြီးတော့ခုခံကြစို့လို့ပြောနေကြပါတယ်။ဒါကြောင့်အစိုးရက F35 စာချုပ်ဖျက်သိမ်းတာကိုဆွေးနွေးတင်ပြလာရင်တောင်လူထုကနေကြီးမားတဲ့တုံ့ပြန်မှုတွေမရှိတော့ပါဘူး။ဒီအစားကျွန်တော်တို့ကကျွန်တော်တို့ရဲ့အမျိုးသားကိုယ်သိခါကိုကာကွယ်နေတဲ့ထရမ်ကိုကျွန်တော်တို့လက်မခံဘူးဆိုတဲ့သဘောထားကထောက်ခံမှုတွေရရှိနိုင်ပါတယ်။ တကယ်တော့အမေရိကန်ရဲ့တမိုင်းကြောင်းအရဆက်လွယ်မှုတွေစီးပွားရေးဆက်ဆံမှုတွေနေဆက်ဖြတ်ကျော်မှုတွေခီးသွွားလုပ်ငန်းတွေစတဲ့အကြောင်းအရာတွေကလူတိုင်းကိုစိုးရိမ်စေပါတယ်ဒါပေမဲ့ trend ကအမြဲတမ်းချောင်းနေတယ်ဒါကြောင့်ကျွန်တော်တို့ပြန်ထုံပြန်မယ်ဆိုတဲ့အတွေ့အကြုံလွန်မုန်းနေပါတယ်ဒီဆုံးဖြတ်ချက်ကိုအထူးသဖြင့်လူဦးရေများပြားတဲ့စက်မှုဇုန်တွေဖြစ်တဲ့ Ontario နဲ့ Quebec ပြည်နယ်တွေမှာနေထိုင်သူတွေကထောက်ခံကြပါတယ်အကြောင်းကတော့ trend ရဲ့တမန်နီနဲ့အလူမီနီယံအခွန်တွေက အွန်တရီယိုကိုအကြီးအကျယ်ထိခိုက်စေခဲ့ပြီးတော့ခွက်ဘက်ရဲ့စိုက်ပျိုးရေးထွက်ကုန်တွေကလည်းအမေရိကန်ဈေးကွက်မှာအခွန်တွေကျုံနေရလို့ပါဒါကြောင့်ဒီပရိသတ်တွေကဒါဆိုအမေရိကန်လျင်နေမဝယ်တော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်ကိုတရားမျှတတယ်လို့မြင်ကြပါတယ်အချင်းချင်းနေနဲ့ဆိုရင်ကနေဒါက73ဘီလီယံဒေါ်လာတန် F35 စာချုပ်ကိုဖျက်သိမ်းဖို့စဉ်းစားနေတာက Washington နဲ့ Outwarja ကတန်တမန်ရေးငလင်ကြီးတစ်ခုလို့ဖြစ်စေနိုင်ပါတယ် ထရန်ရဲ့အခွန်တွေကြောင့်ကြာကြာကလေးကကျင်းမာနေတဲ့ဆက်ဆံရေးကိုပိုဆိုးလာစေနိုင်ပါတယ်။ထရန်ကဒီလိုရဲ့အတွက်ကြီးမားတဲ့အဖို့ခပြန်ပေးဆက်ရလိမ့်မယ်လို့ပြောနေချိန်မှာကနေဒါကလည်းကျွန်တော်တို့ကအမြဲတမ်းကြီးမားတဲ့အဖို့ခပေးနေရမှာလားလို့ပြန်ပြောနေပါတယ်။ ။ဥရောပနဲ့ပြောင်းလဲချစ်ချည်ရေးဆွေးနွေးမှုတွေက Atlantic စီးပွားရေးဟန်ချက်ကိုပြောင်းလဲစေနိုင်တဲ့ဆိုတဲ့အထွေးကိုဘလို့မြင်ပါသလဲ။ကနေဒါကဒီလိုပြင်းထန်တဲ့ဆုံးဖြတ်ချက်နဲ့ American ကိုတကယ်လောက်ခါသွားစေနိုင်မလားဆိုတာကို comment လေးထဲမှာပြောပြပေးသွားကြပါဦး။ဆုံးဖြတ်ချက်ရှိပေးတဲ့အတွက်လဲပြည်သူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။